ထိုင်းနိုင်ငံမဲဆောက်မြို့ကမြန်မာနဲ့ထိုင်းအလို့သမားတရားဝင်ကျင်တော့ဟာဆောက်လုပ်ရေးကွန်ထရိုက်စီကလောက်ခတ်လာစားမရတဲ့အတွက်မဲဆောက်မြို့ပိုင်ယုံမှာဆန္ဒပြခဲ့ကြပါတယ်ဒေါက်ခင်မင်းစောတင်ပြပို့ထားတာပါမဲဆောက်မြို့မှာဖွင့်လှစ်ဖို့ဆောက်လုပ်ပြင်ဆင်နေတဲ့ဘဘန်ဆန်ကုန်းတိုက်မှာဆောက်လုပ်ရေးပိုင်တာဝန်ယူတဲ့ကွန်ထရိုက်စီကနေလောက်ခတ်လာစားတွေမရရှိတဲ့ထိုင်းနဲ့မြန်မာလူသမားတွေမဲဆောက်မြို့ပိုင်ယုံမှာဆန္ဒပြနေကြတာပါဒီလူသမားပေါင်းတရာကျော်ထဲမှာမြမလူသမား23ယောက်ပါဝင်ပြီးသူတို့အားလုံးလူသမားလက်မဲ့ပြည့်စုံရှိကြပါတယ်။ သူတို့တဲကတချို့ရက်20တချို့15ရက်စာလောက်ခါတွေမရရှိကြဘူးလို့ပြောပါတယ်ကြောဘယ်ဖက်ကြောင်ကြောင်ကြိုင်ဟိုင်းဆိုင်ဆိုင်မှာလားဆောင်ငွေရရှိဖို့တောင်းဆိုတဲ့အခါငွေမထုတ်ရသေးဘူးလို့လက်သမားတွေကပြောကြပြီမဲ့ရောဘတ်စန်တာဝန်ကတော့တန်ဖက်ကိုကြားတဲ့ငွေကိုပေးဖြည့်ပြီးဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်ဒီပြဿနာကိုဖြေရှင်းပေးဖို့မဲဆောက်မြုပ်ပိုင်းကိုလမ်းရောက်ဆန္ဒပြကြတာပါ။အတောင်းနေတာကသူတို့ပြမတော့ဘိုးမောင်မှာအမခံလာတယ်။အမခံလာပြီးတော့ပြောတော့ ပိုလစ်ကအမခံလာတယ်။နောက်ပိုလမောဖတ်သွားလိုက်တော့ပိုလစ်ကအမခံလာတယ်။နောက်ဒီနေ့ကျတော့ပေးမလို့လို့ဒီနေ့မပေးတော့ဘူး။မဲဆောင်မြုပ်ပိုင်းရုံးကနေအခုလိုပြဿနာတွေဖြေရှင်းပေးဖို့ဖက်တီထားတဲ့ကော်မတီကဝင်ရောက်ဖြေရှင်းပေးမှာဖြစ်ကြောင်းနဲ့လာမယ့်မလ30ရက်နေ့တနင်္လာနေ့မှာရုပ်ကိုထက်လာဖို့ခေါ်ထားတယ်လို့ DPP ကပြောပါရယ်။ကျမခင်မင်းတော်ပါရှင်။